ငါတယောက်ရဲစကန်ရှင်အကျန်းပတ်စစ်တကပြည်သူ့ကောင်ကိုရတမန်းနဲ့နှစ်ရက်စတိုက်တိုက်ပွဲဖြစ်ပါပြီရွာကိုမှုရှိုးတဲ့တရင်ကိုတက်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးတိုင်းညောင်ဦးခရိုင်ငါတယောက်မျိုးနဲ့ခွဲရဲစကန်ရှိအကျန်းပတ်စစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်နှင်းရဲစတိုက်တိုက်ပွဲဖြစ်ပွားတယ်လို့ပုတ်ပွားပြောက်ကြားတပ်ဖွဲ့တောင်းရှိသူတဦးကရပ်ပီကောသတင်းမီဒီယာကိုပြောကြားခဲ့ပါတယ်။အင်အား120ပါအကျန်းပတ်စစ်တပ်စစ်ကြောင်းကပြီးခဲ့တဲ့ဧပြီ26ရက်နေ့တွင် တောပြကျွရနဲ့တရားကျွရကိုဝင်ရောက်တဆက်ခဲ့တာဖြစ်ပါတယ်။အဆိုပါချမ်းပတ်စစ်တပ်က April 29ရက်မှာတောင်ခမ်းရွာသို့စစ်ကြောင်းထိုးလာတာကြောင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ရဲ့ရှေ့ပြေးတဆိတ်နေတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်တွေကအဆိုပါနေ့မနက်9နာရီမှ10နာရီခွဲအထိခုခံပင်မဲ့ခဲယံပြတ်တောက်မှုကြောင့်နိုင်ငံဆုတ်ခွာခဲ့ရပါတယ်။ပကံဘလူးတနစ်မဟာမိတ်တပ်များကစစ်ကူရောက်ရှိလာတာကြောင့်နိုင်ဝဲအချဖြစ်ပွားခဲ့တယ်လို့ ချမ်းပတ်စစ်တပ်ကလေကြောင်းပစ်ကူပြင်တိုက်ခတ်ခဲ့တာကြောင့်ပြည်သူ့ကော်မတီတမ ्या ကပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။အချမ်းပတ်စစ်တပ်ကတောင်ခမောက်ကျေးရွာကိုမိရှုဖျက်ဆီးပြီးကြောက်ပရောင်းမြို့နယ်ရှိ ထောက်ရွာရွာကိုစစ်ကြောင်းထုတ်လာတာကြောင့်ပြည်သူ့ကော်မတီတပ်တွေနဲ့မနက်9နာရီမှညနေ4နာရီအထိတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အချမ်းပတ်စစ်တပ်က လေကြောင်းပစ်ကူအဖြစ်ညနေ2နာရီတွင်3ချိန်နဲ့ညနေ4နာရီတွင်3ချိန်ပစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ ပုတ်ပွားပြောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကတယောက်ကရဲတက်တာတယောက်ကပတ်သက်စာတကမောက်ရွာကိုကုန်ပြီးပါမိချို့သွားတာထောက်ရှာရွာကနေငါတယောက်ရဲစကန်ကိုပြန်သွားတယ်ထောက်ရှာရွာကိုလေချောင်းကနေပြစ်လို့အရသားနေအိမ်၁၄လုံးထိတယ်လက်နက်ကြီးနဲ့မှန်တယ်လို့ Rugby Comedy ကိုပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုနေ့ရက်အတွင်းတွင်အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတအုပ်နှင့်ပြည်သူစစ်မှုထမ်းတပ်သားတအုပ်ကိုစစ်သုံးဘက်ဖြင့်ဖမ်းဆီးရမိခြင်းရဲတပ်ချက်တအုပ်နှင့်စစ်သား၅ဦးကတေဆုံးခြင်း အရာခံဘုအပါဝင်စစ်သား43ဦးတို့ကထိခိုက်ဒဏ်ရာရခြင်းတို့ရှိခဲ့သလို၎င်းတို့ထံမှ M29 နှစ်လက် uniform တစ်ခုလက်ပစ်ဘုံ3လုံးစကားပြောဆက်၄လုံးစပွန်ဝိုက်စစ်တူးကြီးအတောင်80နဲ့အခြားဆက်ဆက်ပစ္စည်းများကိုရရှိခဲ့တယ်လို့ပုတ်ဝါပြောက်ကြားတပ်ဖွဲ့ကပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုပုတ်ပါပြောက်ကြားတပ်ဖွဲ့ပကံပြည်ဘလူးတန်21ပကံမြင်းဆန်ခင်တရင်တုံး ညောင်ခိုင်တရင်ကတောင်းရင်တွင်တစ်ဖွဲညောင်ခိုင်ပါခပ်ပါမမခပြောက်ကြားတစ်ဖွဲဂလုံပြောက်ကြားတစ်ဖွဲဇန်ကြီးအောင်တန်းမမခိုင်မြေတုကောက်ရဲ့တပ်ဖွဲ့တင်စကော်ပီယံပီဗန်တပ်ဖွဲ့ဖိုတိုကဆောင်ရွက်ခဲ့တာဖြစ်ပါတယ်